ဘာသာအမွေကျွန်းလင်းနိုင်ပါစေတဲ့ဘောတူတော်ကောင်းတို့ဒီအချက်လေးတွေဒါဥစဉ်တို့ကစဉ်းစားနေကြတာနော်ဟုတ်ရလားအေးပြီးတော့ဥစဉ်တို့ပြောကြတာကဟိုမိဘရဲ့ကျေးဇူးကိုဆက်ကြတဲ့နေရာမှာအဲ့ဒါလိုပြည့်စုံမှုယူရမှုနဲ့ဆက်ကြတာတွေရှိတယ်နော်အဲ့ဒါလိုနီးနဲ့ဆက်လို့ကတော့ဟိုကျေးဇူးဆက်ရမရောက်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူး ါပေမဲ့အပြည့်အလဲဆက်ပြီးပြီလို့တော့ပြောလို့မရဘူးတဲ့အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကဟိုမိဘရဲ့ကျေးဇူးကိုအကောင်းဆုံးဆက်ရရအောင်နော်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီနီးကတော့ဒါသာသမီတိုင်းတတိထားရမယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ယုံကြည်မှုတရားတရားမရှိတဲ့မိဘကိုယုံကြည်မှုတရားတရားရှိအောင်သာသမီကပြုတ်ပေးနိုင်ရမယ်ဟုတ်ရဲ့လား ဲ့တော့အကောင်းဆုံးကျေးဇူးဆန္ဒနော်ဒီကိုကျင့်တရားသီလပျက်စီးနေတဲ့မိဘကို ကိုကျင့်တရားသီလကောင်းသွားအောင်ဖြုတ်ပေးနိုင်ရမယ်နှမျိုးဝန်တိုတဲ့မိဘကိုပေးကမ်းစွန့်ကျင်းမှုမှာဝါဒနာပွားလာအောင်တိုက်တွန်းပေးနိုင်ရမယ် အဲ့ဒါဒီသားနဲ့သူ့ရဲ့ဘဝတန်တရားတလျှောက်ပါကိုဟာကောင်းအောင်လုပ်ပြရမရောက်ဘူးလားရောက်တယ်နော်တဒ္ဒတိလစာကမရှိတဲ့မိဘကိုတဒ္ဒတိလစာကရှိအောင်မလုပ်ပြရမလို့တိုက်တွန်းပြရမယ်ပညာမရှိတဲ့မိဘကိုပညာရှိအောင်ကြိုးစားပြရမယ်အဲ့ဒါဆိုလို့ရှိရင်မိဘကိုယေရှုဆက်ရာရောက်ပြီလို့ဘုရားဟောထားတယ်ဟုတ်ရလားဒါပေမဲ့ဒီနေရာမှာစဉ်းစားတဲ့အချက်တော်ရှိတာပေါ့မိဘကကိုယ့်ထက်ဒါနတွေ သီလတွေဟုတ်လားတရားတရားတွေပညာတရားတွေကြီးနေတာကောကဲမရှိနိုင်ဘူးလားရှိတယ်အဲ့ဒါဆိုရင်သာသမီတွေကအဲ့ဒီနည်းနဲ့ယေရှုဆက်လို့ရမလားဒီဒါပေမဲ့တတ်နိုင်တယ်မြတ်ဆွေးနွေးတာမျိုးပါမျိုးပြုတ်ရင်တော့ကောင်းတာပေါ့ဟုတ်ရဲ့လားသို့တော်တချို့ကကျန်ကျန်ဖာမှာအကက်ကင်ပါဆိုလို့ဦးစင်ကပြောနေတာဟုတ်လားပြည်စည်းဥစ္စာနဲ့ကိုကယေရှုမဆက်ချင်တာနဲ့ကိုအကောင်းဆုံးယေရှုဆန်တီတရားပဲဟောတော့မယ်ဆိုကိုကလည်းမိဘလောက်အဆင်ရှိချင်မှရှိပါလေဟုတ်ရဲ့လားအေးဒါပေမဲ့ဒါကတော့မြတ်စွာဘုရားက ဟုတ်တကယ်မိဘကယုံညံ့နေတာမျိုးဖြစ်ခဲ့မယ်ဆိုရင် သာသမီကမိဘတဲ့တော်တဲ့အတိဇာတသာသမီမျိုးဖြစ်ခဲ့မယ်ဆိုရင်ဒါလည်းဖြစ်နိုင်တာမျိုးရှိတယ်မို့လားရှိတယ်အဲ့လိုဆိုရင်တိတ်တော်တဲ့သာသမီတွေကမိဘတွေကိုတွဲပြီးတော့ခေါ်ဖို့ဆိုတဲ့အတိပဲပေါ့ဒီနေ့အဖြစ်ဒီဘဝတူတူလေးအတွက်ကျေးဇူးဆက်တာမျိုးမဟုတ်ဘဲနဲ့တန်တရားတစ်လျှောက်လုံးစာအတွက်မိဘကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးတာပေါ့ ဒါတကယ်လို့မိဘကကိုယ်တည်းတည်နေတယ်တက်နေတယ်ဆိုရင်လည်းမိဘကိုခြေတာတွေဝင်ပြစ်အောင်အလှဒါနတွေပို့ပြီးတော့ပြုပြစ်အောင်တသမိကပံ့ပိုးမယ်ဆိုရင်ကောအဲ့တော့အကောင်းဆုံးကျေးဇူးဆက်တယ်လို့ပြောလို့မရဘူးလားရတယ်ဟုတ်ရလားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့မိဘကိုကျေးဇူးဘယ်လိုဆက်မလဲဆိုလို့ရှိရင်မိဘမပြေလည်သည် အထိထိုင်ဆောင်မနေပါနဲ့ကိုပြေလည်သည်အထိလည်းပဲထိုင်ဆောင်မနေပါနဲ့ ရှိတဲ့အခြေအနေလေးကနေဖြစ်တယ်လို့လှုပ်ချင်တယ်ဆိုရင်လှုပ်လို့ရပါတယ်အ ਨੇ ဆုံးတော့ချူတာတဲ့စကားအေဂျင့်နဲ့မြစ်တာတော့ပေးနိုင်အောင်ကြိုးစားပါဟုတ်ရလားအေးပြောချင်တာတွေက အများကြီးဗျဟုတ်ရလားနာယီကြည့်ပြီးတော့ဦးဇင်းတော်ကပြောနေရတယ်ဟုတ်ရလားအေးအဲ့ဒါကတော့ဦးဇင်းတော်ဒါမိဘကိုကျေးဇူးဆက်တဲ့နေပေါ့ဟုတ်ရလားအေးမိဘရဲ့ကျေးဇူးတရားကိုသိမြင်လာလေပြီးတော့ ကျေးဇူးဆက်ကြတဲ့ပုဂ္ဂိုလ်ကျေးဇူးတိကြတဲ့ပုဂ္ဂိုလ်တွေဟာဘလို့အကျိုးအကျိုးကျေးဇူးတွေရနိုင်တယ်လေဆိုတာတော့ဒီအပိုင်းကိုပြောဖို့ရောက်လာပြီเนาะအေးမြတ်စွာဘုရားကတော့မိဘကိုကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဟာဒီဘဝတွင်ကိုပဲချမ်းသာမယ်တဲ့တူတူလေးဟောထားတယ်เนาะဒုက္ခမတ္တယတာလောကီယထောပိတ္တယတာဒုက္ခ အမိကိုလှုပ်ကြွေးပြုစေတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဒီဘဝရင်ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလှုပ်ကြွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံရတဲ့လူတွေအများကြီးရှိတယ်လက်တွေ့နော်လက်တွေ့နော်ဟိုဘဝကူးပီတည်းအထိအကျိုးပေးမဆောင်ဘူးဒိဋ္ဌဓမ္မဝေဒနိယကံအနေနဲ့မိခင်ဖခင်တို့ပုံမှာတိတက်နန်းလေလိမ့်မာတဲ့သာသမီဒီဘဝရင်ချမ်းသာတာရှိတယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ ဟောတရားမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရား မဟာလိကို ဟောထားတာရှိတယ်။တရားဖြစ်အောင်ကျင့်ရမယ်အကျင့်တရားဟောမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့ရှောက်တယ်ရှင်ဘုရားတဲ့တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့အဲ့တော့မြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုရောင်ပဲဖြစ်မယ်ထင်တယ်တဲ့ဘာလို့လဲဆိုတော့တရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်နော်သူက တရားကိုဘုရားရဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကိုငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းကအကုန်လုံးသိတယ်အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာမိခင်ဖခင်ကိုကြွေးမွေးရမယ်ဆိုတာတစ်ချက်ပါလေဟုတ်ရလားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သုဝနာတမ္မဇ္ဇထဲမှာ မိဘကိုပြုစုလှုပ်ကျွေးတဲ့ပုဂ္ဂိုလ်များနှစ်တွေကတောင်ဆေးကုတယ်လို့ဒါရိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်။ပြတပိသဘောသူတော်ကောင်းတို့ကိုယ်ဘဝမှာအခက်ခဲအကျက်သေးတယ်ဆိုတာတခါမဟုတ်တခါတွေ့ရတတ်တယ်နော်။ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အစင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်တယ်မြတ်ပြုစုတယ်လှုပ်ကျွေးတယ်။အီမန်နဲ့သစ္စာစကားကြောင့်အစင်ပြေပါစေ။ပြည်တိုင်းမကောင်းဘူးလား။ ေးကိုဘွားမှာအစဉ်ပြေမှုတွေရနိုင်တယ်နော်လက်တွေကတော့ဈေးကုတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဥစဉ်တို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျေးဇူးပြုစုလုပ်ကျေးတာဒါကတော့ပေးတဲ့တို့အလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကျေးတယ်ဆိုရင် ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရစရာအကြောင်းမရှိဘူးငါလုတ်တင်လုတ်ထိုက်တာကိုလုတ်ခဲ့တယ်ကြည်နူးမှုဝါတာမှုအပြည့်ပေါ့တော့မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာသားသမီးတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင်မိဘတွေကအဲ့တာထက်သာတဲ့မေတ္တာနဲ့သားသမီးကိုပြန်ပြီးတော့မတုံ့ပြန်မိဘူးလား။ဘာသားသမီးလေးလိန်မာလိုက်တာတော်လိုက်တာ သာသမီကမိဘကိုတရားဖို့ပြီးတယ်ဆိုရင်မိဘကတထောင်ဖို့တထောင်ဖို့လောက်ခံစားတာဟုတ်ရမို့လားပြောကျင်တာကဘာတော့ငါပုံမှာပြန်ပြီးတော့တိတက်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသာသမီကိုပူလို့တောင်းထပ်ပြီးတော့ချင်းရတယ်မျက်နှိုးရတယ်အဲ့မှာမေတ္တာတွေတပတ်လည်သွားတယ်ပေါ့ဒါဥစဉ်တော့ကလောကကြီးကိုမိဘနဲ့သာသမီဆက်ဆံရေးကိုအဲ့လိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးသိလားနော်ဒီကကြီးမိုင်းမရ သာသမီကမိဘအပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသာသမီကိုသိပ်ပြီးတော့ပါတော့အကောင်းမပြောနိုင်ဘူးဒီခက်ကလေးတွေကပြောလို့ကိုမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသာသမီရဲ့အပေါ်မှာမြစ်တာကနည်းနည်းခန်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလားဒါပုထုရှင်သဘောနော်ဒီကိစ္စမှိုင်းမရတိုးတဲ့သာသမီနဲ့ဆိုးတဲ့သာသမီဟာတိုးတဲ့သာသမီကိုပို့ချင်မှာပါပဲတန်ရောတဲ့အရာဆိုးတာလဲကိုသားဆိုးလို့မဟုတ်ကိုချစ်ရတာလေးတွေလည်းရှိတော့ရှိတာပေါ့ဒါပေမဲ့ကို့အပေါ်မှာ တိတက်တဲ့စိတ်နဲ့ယေရှုတရားကိုနားလည်တဲ့စိတ်နဲ့လိမ့်လိမ့်မာမာနေတဲ့သာသမီတုံ့ပြန်တဲ့သာသမီအမြဲတမ်းကိုယ့်ပေါ်မှာကောင်းတဲ့သာသမီကိုမိဘတွေဟာမေတ္တာတွေပို့ပြီးတော့မပေးနိုင်မေဘူးလားပေးနိုင်မယ်အဲ့ဒါလို့ဆိုရင်မိဘမေတ္တာကြောင့်သာသမီမေတ္တာဖြစ်တဲ့သာသမီမေတ္တာကြောင့်မိဘမေတ္တာဖြစ်တဲ့အဲ့ဒါလို့စည်စည်ကပ်ကပ်နော်စူးစူးပြည်ပြည်လေးနေရရင်ဒီမိသားစုตายရစရာမကောင်းဘူးလား အေးဒါကုသိုလ်တွေနော်တကယ်ယူမိုက်များကုသိုလ်တွေအဲ့ဒါလို့မဟုတ်ဖ ೇನೆ ကိုကပြန်လဲတုံ့ပြန်မှုသိမရှိဘူး၆ကက်ကက်နဲ့ဟုတ်လားမိဘပေါ်မှာမကြည်သလိုကြည်သလိုလုပ်နေရင်မိဘကတော့ဘယ်လိုနေမတုံမချစ်ဘူးတော့မဟုတ်ပါဘူးသို့တော့အဲ့အကြီးကိုမြင်ရတာမိဘတွေရဲ့စိတ်ထဲမှာကြည်နူးမှုရှိမလားမရှိဘူးအဲ့ဒါမိဘတွေကလည်းသားသမီးတွေကိုတွေ့တိုင်းတပြစ်တောက်တောက်နဲ့ပြောအဲ့မှာသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်တော့ ဘလို့မှအဆင်မပြေဘူးသာသမီကလည်းမိဘကိုနားလည်းမပေးဘူးမိဘကလည်းသာသမီကိုနားလည်းမပေးဘူးဟုတ်ရလားအဲ့ဒါလိုတယောက်တယောက်ကိုနားမလည်ပဲနဲ့ဒီလိုနဲ့မဖြစ်လို့သာအတူတူနေနေရတယ်နေခြင်းလွန်းလို့ဆိုတဲ့စိတ်ကတိတ်ပြီးတော့မရှိဘူး မကောင်းတော့ဘူးเนาะဒီကိစ္စမိုင်းညာဟုတ်ရလားဒါကြောင့်အဲ့ဒါမျိုးတွေမဖြစ်အောင်မေတ္တာတွေတပတ်လည်သွားအောင်မိဘကျေးဇူးကိုတည်မြဲနားလည်ပြီးတော့ချိုးသားတဲ့စကားအေးချမ်းတဲ့မေတ္တာတတ်နိုင်တဲ့မြတ်ပြည့်စုံယူရပြီးတော့ဖေဖေမမနေမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကျေးဇူးဆက်ခြင်းရဲ့ကျေးဇူးတည်ခြင်းရဲ့အကျိုးတရားတွေဘယ်သူညင်းနိုင်မလဲမညင်းနိုင်ဘူးဟိုနောက်ဘဝကြမှာရမယ့်အကျိုးကျေးဇူးတွေပါလေဦးဇင်းတို့တိတ်မပြောဘူးနော်တခါယူမိုက်ညာ ဟုတ်ရလားအေဒီဘဝတင်ကိုပဲအေးအေးချမ်းချမ်းမရှိပေဘူးလားရှိမယ်ဒါကြောင့်မိဘရဲ့ကျေးဇူးကိုတည်မြင်နားလဲပြီးတော့ဟောအ ਨੇ ဆုံးကျေးဇူးတည်တယ်ဆိုတဲ့စိတ်ဟာအင်မတန်ချမ်းသာတဲ့နူးညံ့တဲ့စိတ်တစ်မျိုးနော်ငါ့ပေါ်မှာသူတော်တော်ကောင်းတာပဲဒါလေးစဉ်းစားမိတာနဲ့ဘာမှမတုံ့ပြန်တဲ့အိုးတေချာဖို့ကိုယ်စိတ်ထဲမှာကောင်းတဲ့သဘောဖြစ်ကိုဖြစ်တယ်ပေးတဲ့တို့ခံစားလို့ရတာဥစဉ်ပြောတာကော အေးအဲ့ဒီစိတ်တွေများလာလို့ရှိရင်ငါအမေကိုဘာလို့ပေးရမလဲငါအမေကိုဘာလို့ပေးရမလဲအဲ့ဒီစိတ်တောက်လျှောက်ဆက်ပြီးတော့မဖြစ်ပေဘူးလားဖြစ်မှာပဲကောင်းတာတွေအများကြီးဆက်ဖြစ်သွားမှာနော်ဒါကြောင့်မိဘရဲ့ကျေးဇူးတရားတွေကိုအများကြီးသိအောင်ကြိုးစားရမယ်ဦးဇင်းတခါတလေစဉ်းစားကြည့်တာကကိုကိုယ်တိုင်မိဘနေရာကိုရောက်နေတာတောင်မိဘရဲ့အကြောင်းကိုမစားနိုင်နိုင်တဲ့လူတွေကိုဦးဇင်းကတော်တော်ကိုအံ့ဩတယ်သိလားအဲ့ဒီကိစ္စဩသိလား ရှိတယ်နော်တခိုင်းသူမိုက်များရှိတယ်ဒါကြောင့်ပိသက်ပေါင်းသူတော်ကောင်းတို့မိဘကျေးဇူးဆက်သွားဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောရင်ကုန်နိုင်ပေါ်ရရှိမလားမရှိဘူးအေးအဲ့ဒါလိုပဲမိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချူချူသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံရကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကိုမရှိဘူးလားရှိတယ်အဲ့ဒါတွေဟာအင်မတန်အပြစ်ကြီးတာပဲ နော်အင်မတန်ပြည့်ကြီးတယ်ဘုဗမာစကပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်ဆက်သာသမီဒုက္ခတသက်ဟုတ်ရလားအေးဒါတွေကတချို့ကလည်းပဲမိဘစင်ရည်တဲ့နေလို့ပြောကြတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကတော့စင်ရည်လို့ဟောထားတာတော့မတွေ့ဘူးမီးလို့ဟောထားတာတော့တွေ့ဘူးတယ်ပိုတောင်ကြောက်เสียကောက်လေဗါတဲ့တို့မီးတယ်မိဘဆိုတာသာသမီအတွက်မီးပဲ ကောင်းကောင်းမွန်မွန်မကင်တွဲတက်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ်။ဟုတ်ရဲ့လား။ဟုတ်ရှင်တို့တင်ကုတ်တို့ပါဠိတော်မှာအခိတုတ်တန်ဆိုပြီးတော့ရှိတယ်အတူချုပ်လေးပြောပြမယ်။ပုံနာတယောက်ကမီးပူဆိုတယ်။အကျွေးတွေအမွေးတွေနဲ့ပေါ့လေ။အဲ့ဒါမြတ်စွာဘုရားကြွားသွားတော့ဟဲ့သူရုပ်မှာရက်ဒီမှာမီးပူဇောနေတယ်ပေါ့။အဲ့ဒါလိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်။ သမအံ့ဩတယ်ဒီမှာမီးတောင်နေတာသူဒါပဲတည်မှာပေါ့အဲ့တော့မြတ်စွာဘုရားကတခါကြီးမီးဆိုတာလောကမှာခုနှစ်မျိုးရှိတယ်တဲ့ပယ်ရမယ့်မီးက၃မျိုးတဲ့ဂယုဆိုင်ရမယ့်မီးက၃မျိုးတဲ့နော်ငင်းတဲ့အချိန်ငင်းတောက်တဲ့အချိန်တောက်စေရမယ့်မီးက၁မျိုးတဲ့မီးခုနှစ်မျိုးရှိတယ် ပယ်ရမယ်မီးဆိုတာကရာဂမီးဒေါသမီးမောဟမီးဘယ်တို့သိရနော်ဆွဲလမ်းမှုမကျင်တတ်မှုတွေ့ဝေမိုက်မဲမှု ပေါ့အဲ့ဒါကပယ်ရမယ်မီးအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမီးလိုလောင်ကျွမ်းစေတယ်မီးလိုပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ်မီးငိမ့်တတ်ပြရမယ်မီးပေါ့ကယူဆိုင်ရမယ်မီးကလည်း၃မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမီးကမိဘဆိုတဲ့မီးပဲတဲ့ မိဘဟာမိဘဟုတ်ရလားဒီမိဘကိုမယုံမသိပြောမယ်မိဘကိုမလေးမစားဆက်ဆံမယ်ဆိုရင်ကို့ဘောတိတ်ကောင်းထားတဲ့လူတယောက်ကိုဆက်ဆံတဲ့နေရာမှာဂယုဆက်ရမယ်ပမ္မလူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရအောင်ပမ္မလူထားတဲ့မြစ်တာစေတနာမျိုးအဲ့ဒီလူကကို့ကိုထားတာမျိုးမဟုတ်ဘူးမိဘကကို့ကိုထားတာကကာမလူထားတဲ့စေတနာမြစ်တာမျိုးဟုတ်သလားအဲ့တော့တာမန်လူပေါ်မှာဆက်ဆံတဲ့လူမျိုးဆက်ဆံလို့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူး။ဒါသဘာဝကျကျစဉ်းစားကြည့်တာနော်။ ဒါကြောင့်မိဘကိုတောင်းကောင်းမွန်မွန်ကင်တွယ်ရမယ်မဟုတ်ရင်တော့အဲ့ဒါမိလိုလောင်ခံရလိမ့်မယ်နောက်ပြီးတော့ကဟပတကီတဲ့အိမ်ရှင်လင်ယောက်ျားမိနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အချိုးကျစုများတယ်။ဘလို့ပဲတချို့နေရာတွေမှာမကောင်းဘူးဆိုစေကမူဘလို့မှညင်းလို့မရတဲ့ကောင်းတဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်။နော်။နောက်ဆုံး အရက်တော့ပြီးတော့ဖေးရိုက်ပြီးတော့နေတာမျိုးရှိချင်းရှိမယ်ပေါ့ဟုတ်လားဘလို့မအားကိုးလို့မရတဲ့အနေအထားမျိုးရှိနေတဲ့ဆိုအောင်တောင်မှဒီလင်ယောက်ကြားရဲ့အရေးဆိုတာမိသားစုရဲ့ပုံမှာအများကြီးရှိတယ်။တော့လင်ယောက်ကြားမရှိတဲ့အိမ်နဲ့ရှိတဲ့အိမ်ဆိုတာအများကြီးကွာတယ်။ဟုတ်ရဲ့လားဒါနားလည်ဖို့လိုတယ်နော်။ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီကဟပတကိအိမ်ရှင်လင်ယောက်ကြားဟာလေမီးပဲတဲ့သူ့ကိုလည်းပဲမယုံမသိဆက်ဆံရင်အဲ့ဒါဒုက္ခရောက်နိုင်တယ်။ ဒါဒကာကြီးတွေမှအထူးသဖြင့်ဒကမာကြီးတွေသတိထားเสียပါဘောနော်နောက်ဦးဇင်းတို့ကယောက်ျားလေးတွေမှယောက်ျားလေးတွေဘက်ကပင့်ပြီးတော့ပြောတာမျိုးမဟုတ်ဘူးနော်ဘုရားကိုယ်တော်တိုင်ဟောခဲ့တာဟုတ်ရလားဒီအဲ့ဒါကိုဘက်လိုက်မှုမရှိဘဲနဲ့အေးအေးဆေးဆေးမြန်ပါပါစဉ်းစားကြည့်